ကဲကောင်းပြီစေရနာဘိက္ခူကမ္မဝရမိလို့ဆိုတော့စေရနာတစ်ခုတည်းကိုသာမြတ်စွာဘုရားကကံလို့ဟောရလားလို့ဆိုတော့မဟုတ်ဘူးတဲ့အဲ့တော့လေတရားချစ်ခင်သူတော်စင်ပြိသတ်တို့တတိထားဖို့ပေါ့စေရနာတစ်မျိုးတည်းကိုကံလို့ဟောတာမဟုတ်ဘူးကြည်အလုံးသိကြတဲ့အတိုင်းပဲမနောခံ၃ပါးလို့ဆိုတဲ့နေရာမှာ မနောခံကအကောင်းနဲ့အဆိုးနှစ်မျိုးရှိတယ်။အကုသိုလ်မနောခံကမကောင်းတဲ့မနောခံစိတ်ထဲမှာဖြစ်ပေါ်တဲ့ကုသိုလ်မနောခံကကောင်းတဲ့မနောခံအကုသိုလ်မနောခံဆိုတာဘာလဲဆိုရင်အဘိဓါအဘိဓါဆိုတာအဘိသူများပစ္စည်းကိုဥတည်ပြီးတော့ဇာဆိုတာစိတ်ကူးတာ သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုလောဘနဲ့စိတ်ကူးချမ်းစီတဲ့လောဘအဘိဓါဆိုတာလောဘကိုပြောတယ်။အဲ့ဒီအဘိဓါဆိုတဲ့လောဘကိုလည်းပဲမြတ်စွာဘုရားကကံလို့ခေါ်တယ်လို့မှတ်တာ။မနောကအဲ့တော့စေရနာမိခွေကမ္မဝရမိစေရနာလေးတစ်ခုတည်းတွင်ကံပြောတာမဟုတ်ဘူးအဘိဓါကလည်းပဲမနောကမှဆိုရင်ကံပဲလို့ဒီလိုမှတ်တာ။နောက်တစ်ခုဗျာပါဒ ပြာပါရဆိုတာတာမန်စိတ်ဆိုးတာကိုပြာပါရပြောတာမဟုတ်ဘူးအေးဒီလူဒုက္ခရောက်သွားရင် ကောင်းပါပဲဒီလူပျက်စီးသွားရင်ကောင်းပါပဲဆိုပြီးတော့တဦးတယောက်ရဲ့ပျက်စီးမှုကိုလိုလားတဲ့ဒေါသပြင်းမာတဲ့ဒေါသမျိုးကိုမနှောကံလို့သတ်မှတ်တယ်အဲ့ဒီဒေါသဟာလည်းပဲသူတစ်ပါးကိုပျက်စီးစေလိုတဲ့ဒေါသဟာလည်းပဲမနှောကံပဲ လောဘကိုလည်းကံလို့ခေါ်တယ်ဒေါသကိုလည်းကံလို့ခေါ်တယ်နောက်တစ်ခုကမိစ္ဆာဒိဋ္ဌိကံကံဤအကျိုးကိုလက်မခံတဲ့မှားရတဲ့အမြင်တစ်ခုဒိဋ္ဌိစေတသိက်လို့ခေါ်တယ်ကံကံဤအကျိုးလက်မခံဘူးကံဆိုတာမရှိဘူးလုံးလို့မရဘူးလုံးလို့မရတဲ့ကံကိုလုံးလေအကျိုးမရှိဘူးလို့ဒီလိုကံနဲ့ကံတရားရဲ့အကျိုးနှမျိုးကို ညင်းပယ်ထားတဲ့လက္ခဏာမှုမရှိတဲ့အမြင်မျိုးကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။အဲ့ဒီမိစ္ဆာဒိဋ္ဌိဟာလည်းပဲမနောကအရာမှာကံပဲလို့ဟောစေရနာကိုကံခေါ်တာမဟုတ်ဘူးအဲ့ကြရင်အဘိစ္စာရဲ့ဗျာပါဒရဲ့မိစ္ဆာဒိဋ္ဌိမကောင်းတဲ့ဘက်ကအဲ့ဒါကံသုံးမျိုးတခါကုသိုလ်ဘက်ကကြည့်လိုက်မယ်ဆိုရင်အနာဘိစ္စာ သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုမရှိဘူးတဲ့အလောဘအနာဘိဇာသူများတွေပြက်လို့ပျက်စီးမတွေးတော်ဘူးတဲ့အပြာပါရမေတ္တာတမ္မာဒိဋ္ဌိကံဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်ယုံကြည်တယ်လက်ခံတယ်မြင်တယ်ဆိုတဲ့တမ္မာဒိဋ္ဌိအတိညာဟောအဲ့ဒီ၃မျိုးကလည်းကောင်းတဲ့ဘက်မှာသူတို့ကလည်းမနောကံဆိုတော့သူတို့ကလည်းကံလို့ခေါ်တယ် အဲ့တော့စေရဏဟံဘိက္ခဝေကမ္မဝရာမိဆိုတာရေပုံရအပြင်ပြောတဲ့စကားလို့ဒီလိုမှတ်ရတယ်။စေရဏတစ်မျိုးတည်းတင်ကံမဟုတ်ဘူးလို့ဒီစေရသိတ်တွေကိုလည်းကံလို့ခေါ်သေးတယ်။ပါဠိတော့အဘိဇာပြာပါဒမိစ္ဆာဒိဋ္ဌိအနဘိဇာအပြာပါဒတမ္မာဒိဋ္ဌိဟောဒီ6မျိုး အဲ့ဒီ6မျိုးကိုလည်းပဲကံလို့မြတ်စွာဘုရားဟောတယ်အဲ့တော့ကံဆိုတာဒါတွေမဲလားလို့ဆိုမဟုတ်သေးဘူးအလုံးသိနေကြတဲ့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိလို့ခေါ်တယ်မိခင်၈ပါတမ္မာဒိဋ္ဌိဆိုတာပညာတမ္မာသင်္ကပ္ပဆိုတာဝိတက်လို့ခေါ်တဲ့စေတသိက် သမဝါစာသမကမ္မတသမအာစီဝါဆိုတာဝိရတိလို့ခေါ်တဲ့စေတသိက်တွေစိတ်ထဲမှာဖြစ်ပေါ်လာလို့စေတသိက်လို့ခေါ်တာသမဝါယမဆိုတာဝီရိယသမတတိဆိုတာတတိစေတသိက်သမသမารိဆိုတာဧကကရစေတသိက်အဲ့ဒီမဂ္ဂင်၈ပါးမှာပါတဲ့ဒီစေတသိက်တွေကိုလည်းပဲကံလို့ပဲဟောတယ်မြတ်စွာဘုရားနော်ဒါလည်းပဲကံပဲဒါရင်လားလို့ဆိုတော့မကသေးဘူး အလုံးသိကြလိမ့်မယ်ဘုဇင်တရားဘယ်နှပါးတယ်ဘုဇင်တရား9ပါးရှိတယ်နော်ဘုဇင်9ပါးတဲ့ဘာဖြစ်လို့ဘုဇင်လို့ခေါ်တာတော့ဆိုတော့ပုံနှပုတ်ကိုခွဲကြည့်လိုက်ဘုဇင်ကဆိုတာဘောဓိအင်္ဂကရမဏိယာစလုံးကိုပြောင်းထားတာဘောဓိအင်္ဂ ဘောဓိဆိုတာအတိညာအင်္ဂဆိုတာအကြောင်းတရားတွေအတိညာရာချင်းရဲ့အကြောင်းတရားတွေကို95လို့ဒီလိုခေါ်တာတနည်းအားဖြင့်ပြောမယ်ဆိုရင်တိထက်တဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းအချင်းရာများလို့ဒီလိုလဲဆိုလို့ရအဲ့ဒီ95ပါတတိတမ္ပုဇဉ်နဲ့ဓမ္မဝိဇ္ဇာတမ္ပုဇဉ်ဒါပညာပဲ ဝိရိယတမ္ပုဇဉ်နဲ့ဝိရိယပိဋိတမ္ပုဇဉ်ပိဋိပတ္တရိတမ္ပုဇဉ်ကာဟပတ္တရိစိတ်ဓာပတ္တရိတမာရိတမ္ပုဇဉ်နဲ့ဟောဧကကေတာဥပိ္ခာတမ္ပုဇဉ်နဲ့တတ္တရမစ္ဆတတ္တဟောအဲ့ဒီစေတသိက်တွေကိုလည်းပဲမြတ်စွာဘုရားကကံလို့ပဲခေါ်တယ်အခုဒီကနေ့တရားကောင်းစဉ်ပေးလိုက်တဲ့အထက်မှာ ကံကိုဖယ်ရှားကံတရားလောကလူတွေကကံကိုလည်းအားကိုးကြတယ်ကံကိုလည်းကြောက်ကြတယ်ဟုတ်ကဲ့ကောင်းတဲ့ကံကိုကြတော့အားမကိုးဘူးလားအားကိုးတယ်မကောင်းတဲ့ကံကြတော့မကြောက်ဘူးလားကြောက်တယ်ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ် ရေပုံရအားဖြင့်ကံတရားသည်ကိလေသာဆိုတဲ့တရားတွေရှိနေသေးတယ်များတော့သူကအကျိုးထုတ်လုံးနေမှာပဲအဲ့ဒီကံတရားကိုပဲပရိစ္ဆသမုပ္ပတ်မှာအဝိဇ္ဇာပစ္စယသင်္ခါရလို့ဆိုတဲ့သင်္ခါရဆိုတဲ့နာမည်နဲ့ဟောတယ်သင်္ခါရဆိုတာဘာကိုပြောတာလဲကံတရားကိုပဲပြောတယ်ဟုတ်ကဲ့ ပရိစ္ဆသဘောပတ်မှာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဆိုတဲ့အဲ့ဒီသင်္ခါရသည်ကံတရားကိုယဉ်ညွန်းတဲ့သင်္ခါရပြုပြင်တယ်ခံတီးတယ်ဆိုတဲ့အတိတ်ပဲအေးအများပြောနေကြတဲ့သင်္ခါရတရားမမြဲဘူးဆိုတဲ့သင်္ခါရကအတိတ်ပဲတစ်မျိုးနော်ဒါနဲ့မတူဘူးပရိစ္ဆသဘောပတ်မှာပါတဲ့သင်္ခါရခန္ဓာ၅ပါးမှာပါတဲ့သင်္ခါရ ဒါပေသင်္ခါရအနိစ္စာဆိုတဲ့စကားလုံးမှာပါတဲ့သင်္ခါရမတူဘူးမှတ်တယ်ခန္ဓာငါးပါးမှာပါတဲ့သင်္ခါရကဝေဒနာတင်ညာကလွဲတဲ့စေတသိက်အလုံးကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ mental formation လို့ပြန်တယ်ဒါကစေတသိက်တွေကိုရည်ညွှန်းတယ် အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏမှာပါတဲ့သင်္ခါရကြတော့စေရနာကိုယဉ်ညွန်းလို့ volition နဲ့ activity လို့ volition လို့ဒီလိုပြန်လေးရှိကြမတူဘူးတပ်ပြီးသင်္ခါရအလေးစားသင်္ခါရမှန်သမျှမမြဲဘူးလို့ဆိုအဲ့ဒါကြတော့ condition things အကျိုးတရားတွေကစုပေါင်းထုတ်လုပ်ထားတဲ့အကြောင်းတရားတွေကစုပေါင်းထုတ်လုပ်ထားတဲ့အကျိုးတရားလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာ အဲ့တော့ပါဠိဝေါဟာရတွေမြန်မာလူမျိုးတွေရဲ့နှုတ်ထဲမှာရောက်နေတဲ့ပါဠိဝေါဟာရတွေဟာအတိတ်တွေတခုနဲ့တခုမတူဘူးဆိုပြီးတော့ရောထွေးပြီးတော့နေလို့ရှိရင်တော့အတိတ်ပဲအမှန်သိမှာမဟုတ်ဘူးတဲ့သူစကလုံးနဲ့သူတတ်တတ်မှတ်မှတ်ဒီနေရာမှာဘာကိုရည်ညွှန်းတယ်ဆိုတာသိဖို့အမတန်မှလိုအပ်တယ်အဲ့လိုမသိလို့ရှိရင် အရပြောတဲ့မှာပြောနေတဲ့သင်္ခါရသင်္ခါရဆိုတာအလုံးတူတူပဲလို့ဒီလိုအောင်းမိနေတယ်အဲ့ဒါလို့မဟုတ်ဘူးတဲ့ဟုတ်အတိဘယ်တွေကွဲပြားခြားနားမှုရှိတယ်သူ့နေရာနဲ့သူယူရမယ်အတိဘယ်အေကံတရားနဲ့ပတ်သက်ပြီးတော့အခုအလုံးသိကြပြီကံတရားဆိုတာကမ္မဆိုတဲ့စကားလုံးကအမှုအတိကအပြင်ပြောတယ် အဲ့ဒီအမှုကိစ္စကိုဘုသူကဆောင်ရွက်ထားတော့ဆိုရင်ရေပုံရအားဖြင့်စေရနာကဆောင်ရွက်လို့မြတ်စွာဘုရားကစေရနာကိုကံလို့ဟောလိုက်တယ်စေရနာတစ်ခုတည်းတင်ကံလို့ဟောတာမဟုတ်ဘူးမနောကံအရာမှာအဘိဇ္ဇာပြဘာရမိစ္ဆာဒိဋ္ဌိဆိုတဲ့စေတသိက်၃ပါးကောင်းတဲ့ဘက်မှာအနာဘိဇ္ဇာအပြဘာရတမ္မာဒိဋ္ဌိဆိုတဲ့စေတသိက်၃ပါးအဲ့ဒါကိုလည်းကံလို့ဟောတယ်ကံတရားကိုဖယ်